ဒီပိုင်းစားမှာတော့ဒူဝန်ကသူ့အနေနဲ့ချောင်းသားကိုပြန်ပြီးတော့ချင်းကတ်တာကနောက်တစ်ချိန်ခက်ပြင်းပြင်းရိုက်ချအောင်လို့သာဖြစ်ကြောင်းဟီအောင်နဲ့ဇွန်အောင်တို့နှစ်ယောက်ကိုရှင်းပြပြီးတဲ့နောက်မှာဇွန်အောင်ကိုပြန်လှုပ်ပြီးဟီအောင်နဲ့ဒူနှစ်ယောက်နဲ့တီးတန့်စကားပြောခဲ့လိုက်ပါတယ်။ဟီအောင်ကဒူဝန်ရဲ့ဒူဝန်အန်တာတိန်မန့်နဲ့ချောင်းသားတို့စာတုံးချုပ်ဆိုမဲ့ကိစ္စကိုသဘောမကျသလိုဖြစ်နေတဲ့အတွက်ဒူဝန်လည်းချောင်းသားအချိန်ကြာကြီးနေမှဘုံချောင်းသားဖြစ်တဲ့အမှုပညာလောကတွေမှာတစ်ခေါက်ပြန်လာရက်တီတာတော့လောက်ကွက်တစ်ခုနှစ်ခုလောက်နဲ့တင်နာမည်ကြီးညာကြောင့်အင်စရာဆိုပြီးတော့ဒါအတိတ်ကအောင်မြင်မှုကိုမိခိုးပြီးပြန်ခြေချမယ်ဆိုရင်ဒီထက်ပိုပြီးတော့အောင်မြင်မအောင်ဆိုတဲ့အတွက် ဒီတိုင်းသူတို့နဲ့အနီးဆုံးမှာထားပြီးတော့သူတို့ entertainment နဲ့စာချုပ်ချုပ်ဆိုပွဲကမ်းလှမ်းလိုက်တာကအနီးကပ်စောင့်ကြည့်ရင်သူတို့စီစဉ်ထားတာတွေကိုကောင်းကောင်းလှုပ်ဆောင်မှုရှင်းပြလိုက်ပါတယ်။တမမလည်းကိုချွာချောင်းကြောက်ကိုသူ့ရဲ့ရင်မတော်စားမှုနှစ်ခုစလုံးနဲ့ပတ်သက်ပြီးတော့သူမကိုအလဲထိုးချခဲ့တဲ့ဂျိုးကိုင်သူ short တက်လို့မရအောင်ပြောနေမိမယ်။ချောင်းကြောက်တော့သူမကိုဒုက္ခပေးတဲ့သူကအကျန်းစီမောင်မင်းမချင်းဇက်တိုင်နှောက်ဆက်ပြီးတော့တစ်ခေါက်ပြန်ပေါ်လာအောင်မှဖြစ်တာကြောင့်ဒီကောင်မှတော့သူမလည်းကြောက်စိတ်နဲ့ပုန်းကွယ်မနေတော့ဘဲဘာဖြစ်ထိတ်တိုက်ရင်ဆိုင်တော့မှဖြစ်ကြောင်းနဲ့သူတို့တွေကသူမအပြင်ထွက်လာပြီးတော့အောင်မြင်သွားမှာကို မလိုလားလို့ခုလိုလိုက်လုံးနေရဖြစ်ပြီးသူမသာပုံကွဲပြီးတော့နေလိုက်ရင်တစ်ဖက်လူတွေဖြစ်စေခြင်းတို့ဖြစ်သွားမှာဆိုတာကြောင့်တို့တွေဖြစ်စေခြင်းတို့ဖြစ်ခံတော့မှာမဟုတ်ပဲဒီကိစ္စတွေအားလုံးအတွက်လည်းကိုချောကသူမဘေးကနေကူညီပေးပါလို့တောင်းဆိုလိုက်ပါတယ်ကိုချောကတော့ချောင်းသားကိုစိတ်ပူပြီးတော့အင်အားကြီးတဲ့ရန်သူကိုရှောင်နေဖို့ပြောနေမယ်ချောင်းသားလက်မခံမဲ့ခေါင်းမာနေတာကြောင့်ကိုချောလည်းစိတ်ရှုပ်ခဲ့ရပေမယ့်ဘယ်လိုပဲဖြစ်ဖြစ်လက်ရှိမှာအန်နယ်ပေါင်းများစွာကြားကနေမဖြစ်ဖြစ်အောင်လုပ်မယ်ဆိုပြီးတော့ချောင်းသားဆရာထက်တန်လို့နေတဲ့အတွက်ကိုချောလည်းမငြင်းသာတော့ပဲချောင်းသားရဲ့ကိစ္စတွေမှာအားလုံးကူညီပေးပါမယ်လို့သဘောတူလိုက်ရပါတယ် အဲ့ဒါမှာတော့ကိုချွာရင်းနေရဲကမစည်းမဆိုင်လူစုံဝင်ဖမ်းပါတယ်ဆိုပြီးတော့စကမ်းမှုစီကနေအကြီးကျယ်စုခံနေကြရပါတယ်စကမ်းမှုကတော့ကိုချွာယာရုချခံထားတဲ့အတွက်ဒီရင်းနေရဲတောင်းကိုထမ်းဆောင်နေကိုလည်းမဆိုင်တဲ့ဘယ်ကိစ္စမှမဝင်ပြီးတော့မဖြေရှင်းဖို့တန်တန်ပြောနေပြီမလဲကိုချွာကတော့စုခံရတာနဲ့တလက်စားတဲ့ချောင်းကြရဲ့အိုပုံလန်းဆောင်ကရင်တိုင်းမှာစုံစမ်းစစ်ဆေးဖို့တောင်းကိုမရမကတောင်းဆိုပါတော့တယ်စကမ်းမှုကကိုညာကိုနေပြီးတော့ကိုတောင်းမဲ့ကိုချောင်းထမ်းဆောင်မှုပြောနေမယ်လဲကိုချွာကချောင်းကြရဲ့အိုပုံလန်းဆောင်ရင်တိုင်းမှာတာမန်ရင်တိုင်းမှာမဟုတ်ကြောင်းနဲ့ ဂျူဆောင်ဖီနဲ့တူဝမ်အန်တာတိန်းမန့်ကြားမှာရှိတဲ့ပတ်သက်မှုကိုလည်းတဲလွန်စာနည်းနည်းရနိုင်ဖြစ်တာကြောင့်ကိစ္စတွေအားလုံးအတီးပြုတ်ပြီးတော့တရားခံဖော်ထုတ်ဖို့အတွက်သူ့ကိုခွင်းပေးဖို့မရမကတောင်းဆိုနေတာပါစကိုင်းမူလည်းအစားအင်းနေနေလုံနေမယ်ညီကိုလိုရင်းနေတဲ့ဆက်ဆံရေးရှိနေတဲ့ကိုချောကခခရတောင်းဆိုနေရကြောင့်နောက်ဆုံးခွင်းတစ်ခုကိုပေးပြီးကိုချောပြောတာကိုလက်ခံလိုက်တဲ့အတွက်ကိုချောလည်းခြောက်နှားအမှုတွေမှာပါဝင်ဆက်ရှိဖို့တရားဝင်အခွင့်ရေးရသွားခဲ့ပါတော့တယ်အဲ့ဒါမှာကိုကျော်လေးချောင်းသားရဲ့အမှုကိစ္စတွေကိုတရားဝင်စုံစမ်းမှုအတွက်ရင်းနှီးရဲ့ဌာနဘက်မှခွင့်စာရင်းနေခြင်း ။တတဆိုင်မဲ့ချောင်းကြားတယုတ်ဆောင်မှုဇလန်နဲ့တကူမှာကမ်းလန်းခံရကြောင်းတပတ်ကဖုံးဆက်ပြီးတော့တီးပေးလာတဲ့အတွက်ကိုကျော်နဲ့ချောင်းသားစီချက်ချင်းဖုံးပြန်ဆက်ပြီးတော့တီးပေးလိုက်ပါရယ်။ချောင်းသားတော့ကမ်းလန်းခံရတာကဇက်ကောင်ခတ်သေးသေးနေရာအတွက်ဆိုမယ်လေ။သူမောင်တဖြည်းဖြည်းအတိမတ်ပြူပေးကြတာကြောင့်ရန်အောင်ပြုံနေခဲ့တာပါ။တပတ်မှလည်းဝိုင်းတောက်ရတဲ့ DB ကြည့်နေတဲ့ဟီအောင်ကဒီမှာလွင့်နေတဲ့ချောင်းသားဇလန်တွဲကိုမြင်ပြီးတော့ဒေါသတွေအလိမ့်လိုက်ထွက်လာကနင်းဒီအစ်စ်ကနေဘတ်တော့မှတတ်မှာမဟုတ်ဘူး။ငါရဲ့အောင်မြင်မှုတွေကိုနင်းလိုက်လို့မမိတော့ဘူးတရားဘူးသုံးဖို့ဇလန်တွေရိုက်တဲ့ဘုံချောင်းကြရဲ့လို့ပြောလိုက်ရင် တီဗီကိုဝိုင်းခွန်းနဲ့ပြက်ပေါက်ပြီးတော့တယောက်တစ်ပေါက်ကွဲနေတော့တာပါ။ဆောင်းသားတော့ဇန်ညွှန်းရေးဆရာမစီစားစရာတွေပို့ပေးပြီးတော့တစ်ခေါက်လောက်သွားလိုက်နေဆရာမနဲ့အတူရိုက်ကွေးကိစ္စတချို့ပြောပြခဲ့ပါလေ။အနောက်ဆောင်းသားဆရာမရဲ့ဇန်ညွှန်းဖိုင်တွေကဇန်ညွှန်းတစ်ခုကိုမြင်ပြီးတော့ဆက်စုကြည့်တဲ့အခါဆရာမတော့အဲ့ဇန်ညွှန်းကသူမပြိုင်ပွဲမှာဆူရပြီးပြီးချင်းရေးခဲ့တဲ့ဇန်ညွှန်းဖြစ်ကြောင်းနဲ့အရန်စိတ်မသမ္သာဖြစ်ပြီးတော့စိတ်ဓာတ်ကျစရာဇလန်းဖြစ်နေလို့ရိုက်ကူးကိုပယ်ချခံထားတဲ့ဇလန်းဖြစ်ကြောင်းဆောင်းသားကိုပြောပြလိုက်ပါလေ။ဆောင်းသားတော့ဇန်ညွှန်းကိုအနေငယ်ဖတ်ကြည့်ပြီးတော့ဇလန်းကစိတ်ဝင်စားစရာကောင်းတဲ့အတွက် အိမ်ဝင်ယူသွားပြီးတော့ဖတ်ကြည့်ပြစေလို့ဆရာမဆရာခွင်တောင်းကဇန်ညုံစာရွက်ကိုယူလာခဲ့လိုက်ပါတယ်။အဲနောက်ချောင်းသားလဲဆရာမဆီကနေအိမ်ကိုပြန်မှုဘတ်စကားဆောင်နေချိန်ဒူဝမ်ဖုန်းဆက်လာပြီးတော့စကားပြောဆိုဖို့ချိန်ဆိုခဲ့တာကြောင့်ချောင်းသားလဲဒူဝမ်ချိန်တဲ့နေရာကိုလိုက်သွားခဲ့ပါတယ်။ဆိုင်ဝင်ရောက်တဲ့အခါမှာတော့ဒူဝမ်ကချောင်းသားတောက်ဖို့အတွက်ဈေးကြီးဆုံးရက်ကိုမှာပေးလိုက်ပြီးသူအန်တတိန်မန့်နဲ့စားကြုတ်ချုပ်ပါဆိုပြီးတော့လိုလိုရှိမဲ့ပြောလိုက်ပါတယ်။ချောင်းသားလဲသူရင်ဇလန်ရိုက်တုံးက food truck တွေပို့ပေးခဲ့တာကအခုလိုစားကြုတ်ချုပ်ခိုင်းမှုအချိုးတက်ခဲ့တာလားဆိုပြီးတော့မေးတဲ့အခါ သူကလည်းသူတို့ entertainment နဲ့စားတို့ချုပ်ချင်နေတဲ့တရုတ်ဆောင်တွေအများကြီးရှိနေပြီးတော့အဲဒီထဲမှာမှချောင်းသားရဲ့လက်ရှိအဆင့်နဲ့ဘယ်တော့မှမရောက်နိုင်တဲ့တရုတ်ဆောင်တွေတောင်ပါသေးတာကြောင့်သူဘက်ကဆက်ပြီးတော့ချောင်းသားကိုအခုလိုကမ်းလှမ်းခဲ့တာကိုမငင်းနေပေနဲ့အခွင့်အရာတော့မှအမိရလက်ခံစေခြင်းကြောင့်ပြောလိုက်ပါတယ်။ချောင်းသားလည်းအဲ့လိုဆိုလဲလာခြင်းနဲ့အဆင့်မြင့်တရုတ်ဆောင်တွေမခေါ်ပဲနဲ့ဘာလို့သူမကမှလာပြီးတော့ကမ်းလှမ်းနေရလဲလို့ခနဲ့ပြီးတော့မေးလိုက်တဲ့အခါသူကတော့သူပြောခဲ့ဘူးလို့အင်စရာတကြောပြန်အောင်မြင်ရမယ့်အချိန်ဖြစ်တာမလို့သူပြောတာကိုပဲလက်ခံလိုက်ပါဆိုပြီးတော့ကြည်ကောင်းအောင်ပြန်ဖြေလိုက်ပါတယ်။ အရင်ချောင်းသားအင်စရာကိုလိုချင်တာလားဘုံချောင်းသားကိုလိုချင်တာလားလို့အစ်မေးလိုက်ပြီးတော့ဒူဝင်ရဲ့စိတ်ကိုမသိမသာစမ်းသပ်ကြည့်ချိန်မှာတော့ဒူဝင်ကအင်စရာရောဘုံချောင်းသားရောနှစ်ယောက်စလုံးကိုလိုချင်တာဖြစ်ကြောင်းကောင်းမွန်ပဲပြန်ဖြေလိုက်တဲ့အတွက်ချောင်းသားလည်းဒူဝင်ကိုမစိုးလောက်လေးယုံကြည်သွားခဲ့ရပါလေအဲ့နောက်မှတော့ချောင်းသားကဒူမကဒူဝင်ရဲ့ကဲလန့်မှုတို့အပြေမပေးခင်တီးချင်တာတခုအရင်မေးအောင်မယ်လို့ပြောလိုက်ပြီးလိုရတဲ့25နှစ်ကဒရိုက်တာချွဲရဲ့ရုပ်ရှင်အတွက်ဒူဝင်ကိုယ်တိုင်ဒူမကိုခေါ်သွားပြီးတော့တွေ့ခိုင်းခဲ့တဲ့ယင်းမြုံနံသူကဘာတူလဲဆိုပြီးမေးလိုက်ပါလေ ဒူဝင်ကတော့ခုမှဘာလို့အဲတုန်းကအကြောင်းလေးလာမေးညာလဲသိရလဲဘာမထူးတော့ဘူးအဲ့လူကသေသွားပြီဆိုပြီးတော့ပြန်ပြေးလိုက်တာကြောင့်ချောင်းသားလည်းဘာဆက်မမေးနိုင်ပဲအံ့ဩသွားပါလေအဲ့တော့မှတော့ချောင်းသားနဲ့ဒူဝင်လည်းစာချုပ်ချုပ်ဖို့အတွက်ဆက်ပြီးတော့တိုင်ပင်ခဲ့ကြပြီးဒူဝင်ကချောင်းသားသာသူ့ entertainment နဲ့စာချုပ်ချုပ်ရင်တခြားသရုပ်ဆောင်တွေထက်စာချုပ်ချုပ်ဆိုကြေးကိုနှစ်ဆပေးမယ်လို့ပြောပေမဲ့ချောင်းသားကတော့သူမဘက်ကနေမန်နေဂျာကိုချိုးပါဒူဝင်တို့ entertainment ကြီးခေါ်လာပြီးတော့သူမရဲ့ manager ပြီးဆက်ခံပေးမှစာချုပ်ချုပ်ဆိုဖို့လက်ခံမယ်လို့ပြန်ပြောခဲ့တာကြောင့်ဒူဝင်လည်းသူ့ entertainment လောက်အောင်မှနေပြီးတော့ အပြေအလူမန်နေဂျာဖြစ်ခံနာပေးဖို့အတွက်မဖြစ်နိုင်တာကြောင့်သူဘက်ကလည်းပြန်စဉ်းစားမယ်လို့ပြောခဲ့ပါတယ်။အန်နမော်ဒူဝင်လဲချောင်းကြားကိုကားမတိုင်းထိပို့ပေးခဲ့ပြီးတဲ့နောက်မှာချောင်းကြားယူလာတဲ့ဇန်ညုံးစာဝဲကသူ့ကားပေါ်မှာကျန်နေခဲ့တဲ့အတွက်ဒူဝင်လဲဆက်စုပြီးတော့ဇန်ညုံးစာဝဲကိုဖတ်ကြည့်ခဲ့လိုက်ပါတယ်။ချောင်းသားလဲအိမ်ကိုပြောင်းတဲ့အခါမှာသူမအတိတ်ကတွေ့ခဲ့တဲ့ယင်းနီမြုံနန်းသူဆိုတဲ့လူကိုဝေဝါမှတ်မိနေတာကြောင့်အင်တာနက်မှာရိုက်ရှာကြည့်တဲ့အခါမှာလဲအဲ့ဒီဒိုအီဝမ်ဆိုတဲ့လွတ်တော်မှတ်ကတိတ်ဆုံးသွားပြီးစွာကိုဖော်ပြထားတာကြောင့်ဒူဝမ်ပြောတဲ့သူနဲ့သူမမှတ်မိနေတဲ့သူကတယောက်တည်းဖြစ်နေတာ အသေးချာပဲလားဆိုပြီးတော့စဉ်းစားကြက်နေပါလေဓမ္မမလည်းချောင်းကြောက်တေအောင်တပ်ဖို့ဒီအချိန်ကြီးလုံးကြံခဲ့တဲ့ဒဲကူဆိုတဲ့ကြေးစားကောင်ကိုစုံနောက်ကဆစ်စင်းနေဖြစ်ပြီးဒဲကူကတော့စုံနောက်မေးသမျှကိုဘာတစ်ခုမှရေရာပြန်မဖြေဘဲနဲ့မခံလေးစားပုံစံနဲ့ဝေးဝိုင်းနေခဲ့ပါလေစုံနောက်ကတော့ဒဲကူကလူသက်ပြီးရင်ထဲဖို့အလောင်းအထိကြိုးရင်းပြင်ထားတဲ့အတွက်ပြင်းမှုထင်ရှားတယ်ဆိုရင်လည်းဒီအမှုကိုနောက်ကနေကြိုးကင်နေသူတွေကဒဲကူဘက်ကနေရှေ့နေတပါငှားပေးထားတာကြောင့်စုံနောက်လည်းအမှုပေါ်စိတ်ကြိုက်လို့ဆောင်ခွင့်မရဘဲဖြစ်နေပြီးဒေါသတွေထွက်နေခဲ့ရပါလေ။ စစ်ဆေးဌာနထဲမှာရှိနေတဲ့ကိုချောကတော့ရိုးထရက်ကားမောင်းလေးကောင်အခုလိုရှိနေအဖွဲလိုက်ငှားမှုတို့အတွက်တန်နိုင်မှာမဟုတ်တာကြောင့်သူတင်ထားတဲ့အတိုင်းပဲကြီးစားကောင်ဒဲကူနောက်မှာတယောက်ရှိနေပြီဆိုတာကိုသိသွားခဲ့ပါတယ်။နောက်မှလည်းမှာတော့ဒူငါလောကိစားတစ်ခုတို့အတွက်သူ့ရဲ့ကမ်းလှမ်းချက်ကိုတစ်ဖက်ကလက်ခံပေးလိုက်တာကြောင့်လုံလက်ဆအစည်းအဝေးကိုတော့ရပ်ပစ်လိုက်ပြီးတော့ရန်ကိုကျေနပ်နေခဲ့ပါတယ်။တကယ်တော့ဒူငါချောင်းသာသူကားပေါ်မှာကျန်ခဲ့တဲ့ဇညွန်းစာဘက်ကိုတစ်ချိန်ကနာမည်ရမ်းကြီးခဲ့ပြီးတော့လက်ရှိချိန်မှာလည်းအောင်မြင်နေစေဖြစ်တဲ့မင်းသားဝမ်ဘန်းရဲ့မန်နေဂျာစီကိုပို့ပေးပြီးတော့အနုပညာလောကရဲ့ပြန်ခြေချတော့မယ်။ အင်ဆရာရဲ့တကြောပြန်အောင်မြင်မှုအတွက်အင်ဆရာနဲ့တူဇန်ညုံးတဲ့ဇလန်းကိုတရုတ်ဆောင်ပေးဖို့တဖက်လက်နဲ့ကန်လန်းခဲ့တာပဲဖြစ်ပါတယ်။တဖက်မှလည်းချောင်းသာထဲဆုလို့လင်မယားနဲ့တူထဲဆုရဲ့ product တွေအကုန်ရောင်းထွက်သွားခဲ့တဲ့အတွက်အောင်မွေးခံရင်းစကားပြောနေကြပြီးတော့ဟိုเจ้าဒီเจ้าဆက်ဆက်ပြောနေတဲ့အတိတ်ကအเจ้าနေစီပြန်အောင်သွားခဲ့ပါတယ်။အဲ့ချိန်နန်ဂျူကချောင်းသာကားအစီနဲ့ဖြစ်ခဲ့တဲ့ချိန်လုံးကထဲဆုကချောင်းသာအိမ်မှာပါတီပွဲအတွက်ပြင်ဆင်ပေးနေဆိုရင်ဆွမ်းအောင်ကအဲ့ချိန်ဘယ်ရောက်နေလဲဆိုပြီးတော့ပြောလိုက်တာကြောင့်ထဲဆုလည်းဆွမ်းအောင်ကအဲ့ချိန်ဒူဝန်ကားပေါ်မှာရှိနေလောက်ပါဆိုပြီးတော့ပြန်ပြောလိုက်ပါတယ်။ အဲ့ဒီမှာပြောရင်းဆိုရင်လည်းနန်ကျူပါဇက်ကအငိမ့်မနေပဲအဲ့လိုဆိုရင်ချောင်းသာမတော်စားဖြစ်မှာကိုဒူနဲ့ဆွေအောင်တို့များတစ်ခုကြိုသိနေလားဆိုပြီးတော့ဝင်ပြောပြန်လာကြောင်းထဲဆုလည်းသူမယောက်ျားကိုရှောင်းမပြောဖို့တားလိုက်ရပါလိမ့်ချောင်းသာလည်းအဲ့လိုဆိုရင်သူမရဲ့မတော်စားမှုမှာဒူနဲ့ဆွေအောင်တို့ကဂျန်ဘာရီများဖြစ်နေလားဆိုပြီးတော့ထားပြောလိုက်တဲ့အတွက်ထဲဆုလည်းဒါဆိုမှုကမတော်စားမှုမဟုတ်ပဲလှုပ်ကြံခဲတာပေါ့ဆိုပြီးတော့အလံတကြားဖြစ်သွားပါတော့တယ်အဲ့ချိန်နန်ကျူကတော့ဒရမာကားရိုက်တာများပြီးယူထားမနေနဲ့ကားတိုင်းမှုကိုရမင်းလှုပ်ကြံမယ်ဆိုရင်လူတက်ဖို့ပဲဖြစ်နိုင်ပြီတော့ဘသူကနေုံတက်မှာလဲဆိုပြီးပြောလိုက်တာကြောင့် ။ခြောင်ကြားလဲသူမအဲ့ချိန်ကဖြစ်ခဲ့တဲ့မတော်ဆမှုကတီစီနိုင်လောက်ကိုပြင်းထန်ပြီးတော့ကံကောင်းလို့သာမတီခဲ့တာဖြစ်ကြောင်းကိုပြန်ရှင်းပြလိုက်ပြီးတဲ့နောက်မှာထဲဆုလို့လင်မြောင်းခြောင်ကြားကိုတိုင်းအောင်တန်တရားတွေအများကြီးနဲ့စဉ်းစားစရာတွေဖြစ်ကုန်ပါတော့တယ်။ကိုချောလဲတဲလွန်စားတစ်ခုရဖို့ဂျေးစားကောင်ဒဲကူနေတဲ့တဲဟူခံကိုသွားပြီးတော့ဆစ်ဆေးခဲ့ပေမဲ့အထွေထူးမတင်ကားစရာဘာတစ်ခုမှရှားလို့မတွေ့ခဲ့ပါဘူး။ဒါပေမဲ့ခဏကြာမှာတော့ဒဲခွန်ပါရှင်ကဒဲဟူထွက်မသွားခင်သူစီမှာခြံထားခဲ့တဲ့အိတ်လုံးတော်ရှိသေးတယ်လို့ပြောလိုက်ပြီးအိတ်ကိုထုတ်ပေးလိုက်တာကြောင့်ကိုချောလဲဒဲကူရဲ့အိတ်လုံးလုံးကိုမှွေနောက်ပြီးတော့ဆေးဆေးကြည့်ပါလေ အဲ့တော့မတော့ကိုကျော်လေးပုံမှန်မဟုတ်တဲ့မိကျစ်တလုံးကိုတွေးလိုက်တဲ့အတွက်တစားစီဖြုတ်ကြည့်လိုက်တဲ့ခါမှတော့ထင်းတဲ့တိုင်းမိကျစ်အတွင်းပိုင်းမှာအတန်ဖန်းစားတခုကိုတွေးလိုက်ရပါတော့တယ်။အဲ့တော့ကိုကျော်ကဒဲကူကိုစစ်ဆေးဖို့စကန်အောင်မြန်သွားလိုက်ပြီးရောင်းချင်းမှတော့တကောင်သားထုံးစံတိုင်းပထွေးတွေငားပေးထားတယ်။ဥပဒေဖွဲ့တွေအားကိုးနေပဲကိုကျော်ကမချင်းမကန်ဆက်ဆံပြီးတော့မိသမီးလေးတခုမှမဖြေနိုင်ဘူးတွေဘာတွေလုပ်နေခဲ့ပါလဲ။ကိုကျော်လေးသူကသူဝင်ခံမလားဆိုတော့လက်ပတ်မေးမိတယ်။တကောင်သားကသူ့ကိုယ်သူအဟုတ်မှတ်ပြီးတော့အထက်စီးကပဲစကားပြောနေခဲ့တာကြောင့်ကိုကျော်လေးသူရှာတွေ့လာခဲ့တဲ့မိကျစ်ကိုထုတ်ပြလိုက်ပါတော့တယ်။ အဲ့တော့မှဂျေးစောင်းကလည်းမျက်စိမျက်နှာလေးပြက်ပြီးတော့ဘာလို့လို့ဘာကံမှမသိဖြစ်သွားခဲ့ရပါလိမ့်။တကယ်တော့ကိုချောအတန်ဖန်းဆက်တွေကအတန်ဖိုင်းလေးကိုနားထောင်ပြီးသွားခဲ့ဖြစ်ပြီးလဲမလို့နဲ့အနယ်ဂျေးစောင်းကောင်ချောင်းချောင်းနောက်တစ်ခေါက်အသေးတက်ဖို့ဈေးညိခဲ့တာတွေကအစအလုတ်အပ်တဲ့ခေါင်းဆောင်တွေဟိုတယ်တစ်ခုမှသွားတွေ့ပြီးချောင်းချာဆွဲမျိုးသမီးကိုအသေးတိုင်တက်မဟုတ်ရင်လည်းလူပုံလေးမှပြန်မလာနိုင်အောင်ဒုက္ခိတဖြစ်အောင်လုပ်ပါမယ်လို့ဂတိပေးပြီးတော့လောအားကသွားထုတ်လာတာတွေကအစအတန်ဖန်းထားခဲ့တာဖြစ်ပါလိမ့်။ကိုချောတော့တက်သေးတိကျရထားပြီးဖြစ်လို့အလုတ်အပ်ခဲ့တဲ့သူတွေကဘယ်သူတွေလဲဆိုတော့အမှန်တိုင်းဖြေဖို့မိငုံတွေလှည့်ပတ်မိနေပေမဲ့ ဘူးပေါ်သူလိုပေါ်နေရတော့တကောင်သားကညင်းနေသေးတဲ့အတွက်ကိုချောလေးအကြမ်းကြီးတုံးပြီးတော့ပဲခြေသားကောင်နဲ့စကားပြောလိုက်ပြီးချောင်းချောင်းကိုတတ်ပေးဖို့ဈေးကြီးတဲ့လူကကွတ်ချောင်းတို့စွာကမန်တိုင်းပြောထွက်လာအောင်မေးခဲ့လိုက်ရပါတော့တယ်။ချောင်းသားလည်းဒူဝန်စီကဖြေတစ်ခုရရဖြစ်တာကြောင့်စာတို့တောင်းထက်ဆွေးနွေးဖို့ဒူဝန်အန်တတိန်မန့်စီကိုတက်ကြွတဲ့ခြေလမ်းနေနဲ့သွားနေပြီးဖြစ်ပါတယ်။တနင်္လာရောက်တဲ့အခါမှာတော့ဝန်ထမ်းတွေအကုန်လုံးကချောင်းချောင်းကိုလေးစားနှုတ်ဆက်နေကြပြီးဒိုင်ကလည်းတော်ဖြစ်သူကိုဒီညမှာလာတွေးလိုက်တဲ့အတွက်ဘာများလာလောက်တာလဲဆိုပြီးတော့စိတ်ဝင်စားနေခဲ့ပါတယ်။ ဒိုဝင်စီရောက်တဲ့အခါမှာတော့ဒိုဝင်ကစာချုပ်ကိုလက်မှတ်ထိုးလို့ရဖြစ်ကြောင်းပြောပြီးတော့ခြောက်နာတောင်းဆိုထားတဲ့အတိုင်းမန်နေဂျာကိုချောကိုခေါ်လာခွင့်ပေးတဲ့ဖြင့်စာချုပ်ချုပ်ဆိုကောက်လည်းနှဆပေးထားကြောင်းပြောတဲ့အခါမှာတော့ခြောက်နာလည်းသူမလိုချင်တဲ့အတိုင်းအဆင်ပြေပြီဆိုပြီးတော့ဝမ်းသာသွားပါလိမ့်အဲနောက်ဒိုဝင်ကခြောက်နာကြံခဲ့တဲ့ဇန်ညုံကိုပြန်ပေးလိုက်တာကြောင့်ခြောက်နာလည်းဒီဇန်ညုံပြောင်းနေလို့လိုက်ရှာနေကြတာဖြစ်ကြောင်းပြန်ပြောလိုက်ပါလိမ့်အဲနောက်ဒိုဝင်ကအဲဇန်ညုံကိုသူရန်သဘောကျပြီးတော့ပေါင်းမဲ့ဇာပေးလို့ပြောလိုက်တာကြောင့်ခြောက်နာလည်းသူမလည်းအဲဒီကဇက်ကောင်သဘောကျကြောင်းပြန်ပြောလိုက်ပါလိမ့် ဒုံငါသူ့အနေနဲ့ဇန်ညိုးနေကောင်းကောင်းကြည့်တတ်လို့သာခြောင်သားအတွက်လဲတချိန်ကအောင်မြင်ခဲ့တဲ့ရေနာဆိုင်ကမိန်ကလေးဇလန်းတွဲကိုသူကိုယ်တိုင်ညှိုးမိကြတာဖြစ်ကြောင်းပြောပြီးတော့လက်ရှိမှာလည်းအရင်ကလိုတဖန်ပြန်ပြီးတော့အောင်မြင်အောင်သူနဲ့လက်တွဲပြီးတော့အကောင်းဆုံးကြိုးစားဖို့ပြောလိုက်ပါတယ်။အန်အောင်ခြောင်သားလည်းဒူဝင်စီကပြန်ကိုချောစီသွားပြီးဒူဝမ်အန်တာတိန်မန့်နဲ့စားတုပ်ချုပ်ဆိုခဲ့ဖြစ်ကြောင်းနဲ့ကိုချောဘာသူ့ရဲ့မန်နေဂျာဖြစ်ခေါ်လို့ရနိုင်ကြောင်းကိုပြောပြလိုက်ပါတယ်။ကိုချောကလည်းသူလည်းအခုအားစပြီးတော့ခြောင်သားအတွက်အားလုံးကူညီပေးမှာဖြစ်ကြောင်းပြန်ပြောလိုက်ပြီးခြောင်သားတော့မန်နေဂျာဖြစ်နေတယ်မဟုတ်ပဲသူမကိုတတ်ဖို့ကြိုးစားနေတယ် တရားခံမှာဖော်ထုတ်ပြအောင်မှာဆိုပြီးတော့ပြန်ပြောလိုက်ပါတယ်အနောက်ခြောက်သားလွန်ခဲ့တဲ့25နှစ်ကဒူဝန်လိုက်တွေ့ပြီးတဲ့ရင်းနှီးမြုပ်နှံသူနဲ့လွတ်တော်မတ် OD1 ကသူတို့အမြဲဝစ်ထားတဲ့နိုင်ရီကစေနူနေပေမဲ့တယောက်တည်းဟုတ်မဟုတ်ဆိုတာကိုတော့အသေးချာမသိနိုင်ကြအောင်ပြောလိုက်တာကြောင့်ကိုချောလေးသူ့မှာလည်းပြောထွက်လို့မရသေးပေမဲ့ခိုင်လုံးနဲ့တပ်သေးတခုတော့ရှိနေဖြစ်တဲ့အတွက်ဒူဝန်ပတ်ဝန်းကျင်မှာလည်း live စုံစမ်းပြီးတော့လက်ရှိသူရထားတဲ့တပ်သေးတွေနဲ့အချိတ်ဆက်ရှိရှိဆိုတာကိုဖော်ထုတ်ပြီးတရားခံကိုရအောင်ဖမ်းမိမယ်ဆိုပြီးတော့ခြောင်ချောက်ပြန်ပြောလိုက်ပါတယ် ကျောင်းသားတော့သူမတို့ရှာနေတဲ့တရားခန်းကသူမအနီးနားမှာရှိနေလူဖြစ်နေနိုင်တယ်ဆိုတာကိုလည်းတတိပြန်သွားပြီးတော့စိတ်ညစ်နေပြန်တာကြောင့်ကိုချောလဲအဲ့ကိစ္စအတွက်အခုလိုမှန်ညာနေပြန်မရသေးတာကကောင်းတယ်လို့ပြောရမှာဖြစ်ပြီးအဲ့ဒါမှသာကိုဘေးကလူတွေဘလို့စိတ်နေစိတ်ထားရှိလဲဆိုတာကိုကောင်းကောင်းခံမနိုင်မှာဖြစ်ကြောင်းပြောပြီးတော့ချောင်းသားကိုစိတ်မပူဖို့ပြောလိုက်ပါတယ်အဲ့နောက်ကိုချောကချောင်းသားကိုမပြောမဆိုတဲ့အိတ်လုံးလှမ်းပေးလိုက်တာကြောင့်ချောင်းသားလည်းလက်ဆောင်ပေးတဲ့ထိပြီးတော့ပျော်သွားရမယ်အိတ်ကိုဖွင့်ကြည့်လိုက်တဲ့အခါမှာ VC guest တန်းနဲ့ဂျင်ဆက်တွေပဲဖြစ်နေခဲ့တဲ့အတွက်ချောင်းသားလည်းနားမလည်နိုင်ဖြစ်သွားပါတယ် ကိုချော်လေးချောင်းချောင်းအန်နေပေးမဲ့လူကချိန်မေးပေါ်လာနိုင်တာကြောင့်ဘယ်တော့သားဒီပစ္စည်းတွေကိုယူသွားရမယ်ဆိုပြီးတော့ပြောတဲ့အခါချောင်းသားလည်းအန်နေတစ်ခုဖြစ်လာရင်နံပါတ်1ကိုနှိပ်ပြီးကိုချော်စီကိုဆက်သွယ်လိုက်မှာမလို့ဘာပစ္စည်းမှမလိုအပ်ဘူးလို့ပြန်ပြောခဲ့ပါတယ်။အဲ့ချိန်ကိုချော်ကသူ့ဖုန်းနံပါတ်ကိုဝမ်းမာထားတာလားဆိုပြီးတော့စလိုက်တာကြောင့်ချောင်းသားလည်းရှယ်ရမ်းရမ်းပြီးတော့နံပါတ်121မှာထားတာကိုရောင်ပြီးတော့1လို့ပြောမိတာဖြစ်ကြောင်းပြန်ပြောလိုက်ပါတယ်။ဒါပေမဲ့တော့ဟီအောင်ကချောင်းသားစာချုပ်ချုပ်စုကနှစ်ဆရတဲ့ကိစ္စနဲ့ပတ်သက်ပြီးမကျေမနပ်ဖြစ်နေတာကြောင့်ချောင်းသားအတွက် ကြိုးတို့လက်ဆောင်လေးလုပ်ပေးလိုက်မလားဆိုပြီးဒီတစ်ခေါက်ကြောင်းသားရိုက်ကွေးမှာချောင်းသားကိုထည့်သုံးဖို့မန်နေဂျာကိုပြောနေပါလေခဏကြာတဲ့အခါမှာတော့ချောင်းသားစီကိုကိုကျော်ကဖုန်းဆက်ပြီးကြောင်းသားရိုက်ကွေးတခုကကဲလန်းလာကြောင်းပြောတဲ့အခါချောင်းသားတို့ဘုံမသိဘမ်းမသိပရမာသုံးနေနဲ့ကြောင်းသားရိုက်ကွေးဘက်ကစပြီးတော့ကဲလန်းခံတဲ့အတွက်အရန်ပြောနေပါတော့လေအဲနောက်ချောင်းသားညီမဖြစ်သူဘဲကြနေသူအဖေဖြစ်သူကိုတွားပြီးတော့တွေးလိုက်ကြပါလေချောင်းသားအဖေဖြစ်သူကိုတမီးကိုမမှတ်မိဘူးလားအင်စရာလေးလို့ပြောပြီးတော့နှုတ်ဆက်လိုက်ပေမဲ့အဖေဖြစ်သူကတော့ဘာပြန်ပြောပဲဦးကြောင်းကြောင်းဖြစ်နေတာကြောင့် ဘဲကြလဲဘလောက်ပြောပြောမှတ်မိမှာမဟုတ်ဘူးဆိုပြီးတော့ပဲဝင်ပြောလိုက်ပါတယ်အဲ့ချိန်မထင်မှာပဲဖခင်ဖြစ်သူကဆဲဘရာလာအရင်တိုင်းလာနေတော့မဲဆိုပြီးတော့မျက်ရည်တွေနဲ့ပြောလာတာကြောင့်ချောင်းသားတို့ညီမလည်းစိတ်မကောင်းဖြစ်သွားပါတယ်နောက်တဲ့ရောက်တဲ့ခါမှတော့ချောင်းသားလဲကျော်နာရိုက်ကွေးမှာရောက်နေဖြစ်ပြီးဇညွန်းထဲမှာပါတဲ့နေရာသူမတို့အဆင်မပြေဖြစ်နေမှာမလို့ဒူအိုစီကိုချက်ချင်းဖုန်းဆက်ပြီးတော့ပြောပေမဲ့ဒွန်ကတော့ကျော်နာကပုံမှန်ထက်ပူရမှာဖြစ်တဲ့အတွက်ဒီတိုင်းပဲရိုက်လိုက်ဖို့ပြန်ပြောလိုက်ပါတယ်အဲ့ချိန်မှာကိုကျော်ရောက်လာခဲ့တာကြောင့်ချောင်းသားလဲဖုန်းချလိုက်ပြီး ကိုကျော်လက်ထက်ကသူမဝေးရမယ်မတော်တော်ဝစ်စုံမြင်သွားပြီးတွေးတက်သွားခဲ့ပါလေအဲ့နောက်သူမနဲ့တူတွဲဖက်ရိုက်ကူးရမယ်သူကကိုဟီအောင်ဆိုတော့ကထပ်တိလိုက်တဲ့ခါမှာတော့ချောင်းသားလေးရမ်းအံ့ဩသွားပြီးတော့ဒီကိစ္စကတွေးယူသွားမှမဟုတ်ဘူးဆိုတော့ကိုတတိထားမိသွားပါလေရိုက်ကွင်းထဲမှာဟီအောင်ရောက်လာတဲ့ချိန်မှာတော့ဝင်နှန်းနေအားလုံးကဟီအောင်ကိုတလေးစားနှုတ်ဆက်နေကြပြီးတော့ချောင်းသားတို့ဦးချောင်းဆောင်နဲ့ရက်ကြည့်နေကြတာပါအဲ့နောက်ဒရိုက်တာချောင်းသားကိုခေါ်ပြီးတော့ဟီအောင်နဲ့မိတ်ဆက်ပေးတဲ့အခါမှာဟီအောင်ကသူမဘာမသိလို့ပုံသားနဲ့ဟန်ဆောင်ပြီးတော့ သူမလိုမင်းသမီးကဒီလိုအာကြီးမားနဲ့တွဲရရမယ်ပေါ့လေဆိုပြီးချောင်းချောင်းမိုးကျုံးမြေချိုးတွေပြောကရိုက်ကွင်းထဲကနေလှည့်ထွက်သွားပါတော့တယ်။အဲ့ချိန်ချောင်းသားလေးဦးချောင်းချောင်းနဲ့ဂျန်နေခဲ့ပြီးတော့ဒရိုက်တာကတော့ဟီအောင်နောက်ကိုလိုက်ပြီးအတူရိုက်ကူးကွင်းပေးဖို့သွားပြီးတော့တောင်းပန်ခိုင်းပါတော့တယ်။အဲ့ချိန်ကိုချောင်းလေးချောင်းချောင်းမအော်ဖို့ဘေးကနေဝင်ပြောပေးမယ်။ဒရိုက်တာနဲ့စကားများလို့မဖြစ်တာကြောင့်ချောင်းသားလေးသူမလိုက်ပြောပါမယ်ဆိုပြီးနေရာကနေထွက်သွားလိုက်တာပါ။အဲ့ချိန်မားဖြစ်သူရဲ့ရိုက်ကွင်းကိုမုံလာပို့ပေးတဲ့ဘဲချာနဲ့အပေါ့ဝါမှာစုံနေတာကြောင့်ချောင်းသားလေးဘဲချာကိုထဲမှာခဏဆောင်နေလို့ပြောလိုက်ပြီးဟီအောင်နောက်ကိုဆက်လိုက်သွားပါတော့တယ်။ အနောက်ကားပေါ်တက်ပြီးတော့ပြန်မို့လုံနေဟီယောင်းကိုချောင်းသာကရိုက်ကွေးပြန်လို့ဖို့တောင်းမန်နဲ့ပြောလိုက်တဲ့အခါဟီယောင်းကတော့တစ်ချိန်ကအင်စရာကိုသူမနဲ့အတူကြောင်သာရိုက်ပေးဖို့တောင်းမန်တော့ကအင်စရာသူမကိုပြောခဲ့တဲ့အချိန်ချောင်းသာကိုပြန်ပြီးတော့ချိန်မိုးနေတော့တာပါအဲ့ဒီမှာချောင်းသာလည်းဟီယောင်းသူမကိုတတ်တတ်ပြင်ညာပြနေပြီးစွာကိုတီးသွားတာကြောင့်အားလုံးသိရသားနဲ့ရွေချက်ရှိလုံနေတာမလားဆိုပြီးဟီယောင်းကိုမေးလိုက်ပါတော့တယ်ဟီယောင်းနဲ့ချောင်းသာပြောနေရတဲ့ကိုဘာမှမသိသလိုဟန်ဆောင်ပြီးတော့နေရာကနေထွက်သွားဖို့ကားဒရိုင်ဘာကိုလှမ်းပြောလိုက်ပါတော့တယ်အဲ့ဒီချောင်းသာကတော့သူမရဲ့ပထမဆုံးကြောင်သာရိုက်ကွေးလေးဖြစ်တဲ့အတွက် အဲ့လိုမလုပ်ဖို့ထပ်ပြီးတော့တောင်းပန်လိုက်ပေမဲ့ဒီအောင်ကတော့ချိန်ကသူမဒူးတောက်ပြီးတောင်းပန်ခဲ့ရသလိုပြန်တောင်းပန်ဖို့ခြောင်သားကိုဖိအားပေးနေခဲ့ပါတယ်ခြောင်သားလည်းဘာလို့လို့ဘာကံမှမသိဖြစ်နေခဲ့ပြီးဒီအောင်ရဲ့လောရဲ့တေကိုသီးမခံနိုင်တော့တာကြောင့်သူမဘာတွေမှားနေလို့ခုလိုလောက်ရတာလဲဒီကြော်နာရိုက်ကွင်းကိစ္စကိုလည်းခုလိုဖြစ်အောင်တမင်ကြံစီခဲ့တာမလားဆိုပြီးစိတ်ဆိုးဆိုးနဲ့ပြောပါတော့တယ်အဲ့ချိန်ရိုက်ကွင်းဖွဲ့သားတွေကလည်းအပြင်ကိုရောက်လာခဲ့ကြတာကြောင့်ဒီအောင်ကသူမနိုင်ချင်းခံနေရတဲ့ပုံစံနဲ့လှုပ်ပြပြီးတော့ခြောင်သားကိုအားလုံးဟာထင်လွဲအောင်လှုပ်ပြလိုက်ပါတော့တယ် အချင်း driver ကဟီအောင်ဘာမပြောဘူးချောင်းသားကိုဝင်တားပေးမိချောင်းသားတော့ဟီအောင်နဲ့ရိုက်ကူရမယ်ကြောင်းသားကိုသူမဘက်ကပဲညင်းတယ်လို့ပြောလိုက်ပြီးစိတ်တုံနဲ့နေရာကနေထွက်သွားလိုက်ပါတော့တယ်အဲ့နောက်မှတော့ဒူဝန်ကချောင်းသားကိုခေါ်ပြီးတော့ရိုက်ကူရေးကိုလက်လွတ်စပယ်ညင်းတဲ့အတွက်စာတုပ်ကိုဖြတ်သိမ်းမှာဖြစ်ကြောင်းနဲ့စာတုပ်ထဲမှာပါတဲ့အတိုင်းစာတုပ်ဖြတ်သိမ်းအောင်လုပ်တဲ့အတွက်ရော်ကြီးလေးပေးရမယ်ဆိုပြီးတော့ပြောလိုက်တာပါတကယ်လို့ခုလိုမဖြစ်ချင်တော့ဟီအောင်ကိုတောင်းမှန်ပြီးရိုက်ကူရေးကိုပြန်ဆနိုင်အောင်လုပ်ပေးရမှာဖြစ်ကြောင်းပြောတဲ့အခါမှာတော့ချောင်းသားလည်းဘာဆက်လို့ရမှန်းမသိဘဲနဲ့အကြက်ကြိုက်သွားခဲ့ရပါတယ် ကျောင်းသားတို့စကားပြောနေအောင်အပြင်ကနေနားထောင်နေတဲ့ကိုချောကလည်းအကြောင်းစုံသိလိုက်ရတာကြောင့်ဒီကိစ္စကိုသူပဲအစီအပြေအောင်ဖြေရှင်းပေးဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒါမှမဟုတ်လည်းဟီအောင်ကအင်တာဗျူးအတွက်ပြင်ဆင်ပေးနေဆိုအောင်ကိုသူမောင်ဘရန်မော်ဒယ်မကန့်ပဲနဲ့စပွန်ဆာပဲပေးတဲ့အတုံးဆောင်တွေဆိုလို့ရှိရင်ဆက်သုံးပေးနိုင်မှာမဟုတ်ကြောင်းမကြေမနက်နဲ့ပြောပြီးတော့ဆိုအောင်ကိုစူးစဲနေပါတော့တယ်။ဆိုအောင်ကတော့ဟီအောင်ရဲ့ပတ်သက်တွေနဲ့စီးပွားရှာနေရလို့သာပြောမရအောင်ငြိမ်ခံနေရပေမယ့်သူမောင်ပေါ်တပြေးနဲ့နိုင်တဲ့စီးနှင်းဆက်ဆံလာတဲ့ဟီအောင်ပေါ်တတော်ကိုစိတ်ပြတ်နေခဲ့ပြီဖြစ်ပါတယ်။ ဲလိုနဲ့ဟီယောင်းလဲမီဒီယာသမားတွေစီအင်တာဗျူးဖြေဖို့ထွက်လာတဲ့ခါမှာတော့သူမကိုစောင့်နေတဲ့ကိုချောနဲ့စုံခဲ့ပါတယ်။ကိုချောကသူ့ကိုယ်သူခြောင်တိုင်းမန်နေဂျာလိုမိတ်ဆက်လိုက်ချိန်မှာတော့ဟီယောင်းကသူ့လက်ထောက်ကိုပဲကြည်ရှင်းမှုပြောပြီးတော့အင်တာဗျူးဖြေဖို့ထွက်သွားပါတော့တယ်။အဲချိန်ကိုချောကနောက်ကနေလှမ်းတလိုက်ပြီးတော့ခြောင်ကြောင်စိန်နောက်ဆက်ဖြစ်ခဲ့ရတာကိုတောင်းပန်ခြင်းကြောင့်နဲ့ကျောင်းသားရိုက်ကူးကိုပြန်ပြီးတော့လက်ခံပေးသေးခြင်းကြောင့်ကိုပြောလိုက်ပါတယ်။ဟီယောင်းကတော့တောင်းပန်နေဆွဲစကားဗဇက်ကနေလွယ်တကူပြောလိုက်ရင်ပြီးသွားမှာမဟုတ်ပဲကိုတိုင်းမလာဘဲနဲ့ခုလိုကိုစားတောင်းပန်ခိုင်းတာကပို့ပြီးတော့တော့ မလေးစားအကြောင်းခတ်ချီနဲ့ပြန်ပြောလိုက်တာပါအဲ့ဒီကိုကျော်ကရောင်းရှိမှဒူးတောက်ချလိုက်ပြီးတော့ချောင်းတောက်ကိုကွင်းလုံးပေးဖို့နဲ့ရိုက်ကူးရီကိုပြန်လက်ခံပေးဖို့ပြောလိုက်တာကြောင့်ဟီအောင်လည်းမျက်လုံးပြူးသွားပြီးဘေးမှာရှိတဲ့မိသားသမားတွေကပါဟီအောင်တို့စီပေးရောက်လာကဓာတ်ပုံတွေလာရိုက်ကြပါတော့တယ်အဲ့ဒီမှာဟီအောင်ကလည်းမီဒီယာရှိမှပြဿနာတက်မှာဆိုတာကြောင့်အမြန်ထားဖို့ပြောမယ်ကိုကျော်ကတော့ခွင်းမလို့မပေးပချင်းလုံးဝမထားခဲ့ပါဘူးနောက်ဆုံးမှာဟီအောင်လည်းမတက်တာတဲ့ဆုံးမှာချောင်းတောက်ကိုလည်းကွင်းလုံးပေးမှာမလို့ကျော်နာရိုက်ကူးကိုလည်းပြန်လက်ခံပေးပါမယ်လို့ဂရီပေးပြီး ကိုချောအမြန်ထားခိုင်းပြီးတော့ပြန်လွှတ်လိုက်ရပါတော့တယ်။အဲ့ဒါမှတော့ချောင်းသားနဲ့ဟီအောင်တို့လည်းချောင်းသားရဲ့ကွေးကိုရိုက်ကူးပြစ်သွားခဲ့ပြီးတော့ရိုက်ကွေးချောင်းသားထဲမှာတော့ပုံပြတ်ပန်းပြန်ချောင်းသားကအရန်ကိုလှပပြီးတော့ရွေတင်နုပြုံနဲ့ဟီအောင်ကိုအားကျနေရတဲ့ကာရိုက်တာကနေတိရုပ်ဆောင်ခဲ့ရပါတယ်။ချောင်းသားဟီအောင်လက်ထဲကနှိပ်စက်ကိုခုံရမဲ့အခန်းမှာဒရိုက်တာသဘောမကျတာကြောင့်ချောင်းသားလည်းလက်ပန်းကြောင်ခေါပေါင်းများစွာခုံခဲ့ရပြီးဟီအောင်ကတော့ချောင်းသားရဲ့အစိမ်းမပြေမှုကိုကြည့်ပြီးတော့ရန်ကိုသဘောကျနေခဲ့ပါတယ်။ရိုက်ကွေးပြီးသွားတဲ့ခါမှာတော့ရန် ခုံခဲ့ရလို့နာကျင်တဲ့ချောင်းသားကို ကိုကျွားစီကံသွားပြမယ်လို့ပြောပြီးတော့ဝေးရင်လဲဖို့ခေါ်သွားလိုက်ပါလေ။ဟီအောင်ကတော့သူမရဲ့မန်နေဂျာကိုသူမအတွက်ဒူးထောက်ပေးနိုင်လားဆိုပြီးကတိကသမေးခွန်းနဲ့မေးနေခဲ့ပါလေ။ဟီအောင်ရဲ့မန်နေဂျာမလုံနိုင်ကြောင်းတော်ရွိုက်ပြီးတော့ပြောလိုက်တာကြောင့်ဟီအောင်လည်းဘာမဟုတ်တဲ့ချောင်းသားလိုလူမျိုးအတွက်မန်နေဂျာဖြစ်သူဟာဒူးထောက်တောင်းပန်ပေးပြီးတော့သူမလိုရွှေမင်းသမီးတယောက်အတွက်သူမရဲ့မန်နေဂျာကဒူးထောက်မပေးနိုင်ဘူးလေလားဆိုပြီးတော့မဆီမဆိုင်ဒေါသထွက်နေတော့တာပါ။အဲ့လိုနဲ့အားလုံးပြန်သွားကြတဲ့ချိန်မှာတော့အဝေးတွေလဲပြီးတော့ကိုစီပြန်ကြတော့မယ်။ချောင်းသားနဲ့ဟီအောင်တို့လည်းတစ်ခေါက်ဆုံးခဲ့ကြပြန်ပြီးချောင်းသားတော့ရာကွေးကိုပြန်လက်ခံပေးပြီး သူမောင်းနားလည်ပြီလို့ဂျေဆုတင်ကြောင်းဟီအောင်ကိုကောင်းမွန်မဲ့ပြောလိုက်ပါတယ်။ဟီအောင်တော့ကြောင်းတိုင်းမန်နေဂျာကသူမောင်းကိုဒူးတော့ပြီးတော့လာတောင်းပန်ခဲ့လို့သာမတက်တာလို့လက်ခံလိုက်ရတာဖြစ်ကြောင်းအကြောင်းဆုံးပြောပြလိုက်ပြီးတော့ကြောင်းသားကိုစားတောင်းပန်မှုမန်နေဂျာကိုကိုယ်တိုင်လွတ်ခဲ့မှာခုမှဘာလို့မသိကြအောင်ဆောင်ပြီးတော့လာဟန်ဆောင်နေရလဲလို့ကြောင်းသားကိုပြောဆိုလိုက်ပါတယ်။အဲတော့မှကြောင်းသားလည်းအပြင်မှာစောင့်နေတဲ့ကိုကျော်စီကိုအပြေးသွားလိုက်ပြီးတော့သူမမလုခိုင်းမဲဘာလို့ကိုစားသွားပြီးတော့တောင်းပန်ရလဲဆိုပြီးတော့ကိုကျော်ကိုပြောပါတယ်။ကိုကျော်ကတော့ပေါ်တင်ငိမ့်ပြီးတော့မသိကြအောင်ပဲဆောင်နေလိုက်တာကြောင့် ခြောက်နာလဲသူမမာတော့ဘုံမတိဘာမတိနဲ့ဟီအောင်လုံလူမျိုးကိုဂျေဆုတွေသွားတင်နေရလို့ပြောလိုက်ကဝမ်းနေပြီးတော့ငိုပါတော့တယ်အဲချိန်ကိုချွားတော့သူ့အနေနဲ့ခြောက်သားရဲ့မန်နေဂျာအစ်စ်လူမျိုးတာဝန်ထမ်းဆောင်တော့မှာဖြစ်လို့ခြောက်သားကိုကာကွယ်ပြီးတော့ခြောက်သားအတွက်ဆိုရင်ဘယ်သူရှိမှမဆိုအခါတရားမကလည်းဒူးထောင်နိုင်တာဖြစ်တဲ့အတွက်တခြားလည်းဘာမှမတွေးတော့ဘဲနဲ့ဒီကနေရှေ့လျှောက်ပြီးပို့ပြီးတော့တန်ပါအောင်နေရမယ်လို့အာဘေးစားပြောလိုက်ကဒီညကနေခေါ်သွားလိုက်ပါတယ်အဲလိုနဲ့ခြောက်သားတို့ရိုက်ကူးနေတဲ့ဇလန်းတွေပြီးဆုံးသွားတဲ့အတွက်နှုတ်ဆက်ပွဲလောက်ကြချိန်မှာတော့နန်ဂျူလေးရောက်လာခဲ့တာကြောင့် မီဒီယာသမားတွေလည်းနန်ကျူကိုလူရက်ဝိုင်းဖြူဖို့လုပ်ကြပါတော့တယ်။ခြောင်ညာရလာချိန်မှာတော့မီဒီယာသမားတွေလည်းနန်ကျူနားကနေခြောင်ကြားစီကိုပြေးသွားလိုက်ကြပြီးအင်တာဗျူးဖို့လုပ်ကြတာကြောင့်နန်ကျူလည်းခြောင်ကြားကိုမတင်မနှက်ဖြစ်သွားခဲ့ပါတယ်။အန်လိုနယ်ဆိုင်ထဲကိုရောက်ကြပြီးစားကြတော့ကြချိန်မှာတော့နန်ကျူတယောက်စောစီတယောက်နဲ့မူးနေဖြစ်ပြီးတော့ဆက်ဆက်မရှိပဲအဖွဲသားတွေကိုခြောင်ကြားရဲ့တင်းတွေလိုက်ပြီးတော့ပြောနေခဲ့ပါတယ်။ခြောင်ကြားတော့မုံလာဦးဒေါ်ကြီးဆိုပြီးတော့အားပေးကြသူအမြောင်များဓာတ်ပုံတွဲရဖို့တောင်းဆိုနေကြပြီးတော့ဇလန်တွေကဂုံပြူကိတ်ခွဲချိန်မှာလည်းခြောင်ကြားတွေကကိုစားပြူပြီး မုံလာဦးပုံစံမွေးနေ့ကိတ်လုပ်ပေးခဲ့ကဇာရေးဆရာမရောအဖွဲ့သားတွေရောကချောင်းချောင်းလက်ခုပ်တီးပြီးတော့ဂုံပြူပေးနေကြတာကြောင့်နမ်ကျူလဲပို့ပြီးတော့မနာလိုဖြစ်နေခဲ့ရပါတော့တယ်။အဲ့လိုနဲ့ကိတ်ခွဲလို့ပြီးမှတော့ချောင်းချာလဲဇာရေးဆရာမနဲ့စကားပြောနေပြီးဇာရေးဆရာမကသူမရဲ့အပေခံထားတဲ့ဇာညွန့်ကိုချောင်းချာကမိတ်ဆက်ပေးလို့ရိုက်ကူးခွင့်ရသွားပြီဖြစ်ကြောင်းကိုစလဲဂန်နူဝင်ကပြောပြခဲ့လို့တီးပြီးဖြစ်တာကြောင့်ဂျေဇူးတင်ချောင်းပြောလိုက်တဲ့အခါချောင်းချာလဲသူမအနေနဲ့ဇာညွန့်ကိုဘယ်သူနဲ့မှမိတ်ဆက်မပေးခဲ့တဲ့အတွက်ဆရာမပြောတာကိုကြားပြီးတော့ရုတ်တရက်အံ့ဩသွားခဲ့ရပါတယ်။ နောက်တော့မှဒူဝင်ကားပေါ်မှာဇန်ညုံစာပဲမေးချန်ခဲ့ချိန်ကဒူဝင်တယောက်ဇန်ညုံကိုဖတ်ကြည့်ခဲ့တာကိုသတိရသွားပြီးဒီကိစ္စကဒူဝင်ရဲ့လက်ချက်ဆိုတာကိုတီးသွားခဲ့ပါလေ။ခုချိန်မူးကွဲနဲ့နန်ဂျူကမှောက်နေရကနေနိုးလာပြီးတော့အင်ဆရာလို့တကြောကြောလိုက်ခေါ်နေတာကြောင့်ချောင်းသားလေးလန့်သွားပြီးတော့မသိကြောင်ဆောင်နေလိုက်ရပါလေ။အဲ့ချိန်နန်ဂျူကနေရာကနေထလာပြီးတော့ချောင်းသားကိုအင်ဆရာလို့ခေါ်ကာသူ့ရဲ့မကျင်တဲ့ချက်တွေကိုတန်းစီပြီးတော့ရန်တွေ့နေတဲ့အချိန်ကိုချွာပြေးရောက်လာပြီးတော့ချောင်းသားကိုနေရာကနေခေါ်ထုတ်သွားပါတော့တယ်။ချောင်းသားလေးကသူမှဘာလို့ဆွဲခေါ်လာလဲဆိုပြီးတော့မေးတဲ့အခါကိုချောလည်း ပုံချောင်သားအင်စရာများဖြစ်နေမလားဆိုပြီးတော့အင်တာနက်ပေါ်မှာပြန့်နေတဲ့သတင်းကိုထုတ်ပြလိုက်ပါတယ်။အန်နောက်ဒီသတင်းတက်တက်လာခြင်းမှာသတင်းနောက်တွေစီမှာပွဲလုံးညံနေဖြစ်လို့အင်ကိုမြန်ပြန်မှုလိုတဲ့အကြောင်းပြောပြီးတော့ချောင်သားနဲ့တူအမြန်ပြန်ထွက်လာတဲ့ချိန်မှာတော့အချိန်မမီတော့ပဲသတင်းနောက်တွေရောက်လာပြီးအင်စရာနဲ့ပတ်သက်တဲ့မိကုန်းတွေအလူရလာပြီးတော့မေးနေကြတာကြောင့်ကိုကျော်လေးချောင်သားလက်ကိုဆွဲပြီးတော့သတင်းနောက်တွေကြားကနေအမြန်ထွက်ပြေးလာခဲ့လိုက်ရပါတော့တယ်။ဒီဘက်မှာလည်းမင်းသားဝမ်ဘန်းရဲ့မန်နေဂျာကဒူဝမ်ဘက်ကကမ်းလှမ်းလာတဲ့ဇလန်းတွဲကအင်စရာရဲ့ကမ်းဘက်ဖြစ်ကြောင်းနဲ့ ဇလန်နဲ့ရိုက်ကူးဖို့အတွက်ရောဇန်ညုံကိုသဘောကျရလားလို့မေးနေခဲ့ပါလိမ့်။အဲချိန်ဝမ်မန်းကတော့ဇန်ညုံကိုသဘောကျလို့ရိုက်ကူးမယ်ဆိုတာထက်အင်စရာပါဝင်မယ်ဆိုလို့သာရိုက်ကူးဖို့လက်ခံလိုက်ကြောင်းပွင့်ပွင့်လင်းလင်းပဲပြန်ပြောခဲ့ပါလိမ့်။မန်နေဂျာလည်းအံ့ဩသွားပြီးတော့ဒီလိုဆိုရင်တစ်ချိန်ကဝမ်မန်းနဲ့အင်စရာတို့တွဲခဲ့ကြဆိုတဲ့တင်ကအမှန်ပဲလားဆိုပြီးတော့မေးတဲ့အခါဝမ်မန်းတော့ဒီတင်ကအမှန်တရားမဟုတ်ပဲသူ့ဘက်ကသာအင်စရာကိုတစ်ဖက်သက်သဘောကျခဲ့ရတာဖြစ်ပြီးအင်စရာကသူ့ရဲ့အခြေအဦးလေးဖြစ်ကြောင်းဝမ်မန်းကအမှန်တိုင်းပြောပြနေချိန်မှာပဲဒီပိုင်းလေးကဒီမှာခိတ္တခဏရန်နာသွားပါလိမ့်ခင်ဗျာ။